င်မြင်မှုဆိုတာကံတရားတသက်ပဲလို့ထင်ကောင်းထင်နေနိုင်ပါတယ်။ဒါပေမဲ့တကယ်တော့အောင်မြင်မှုမှာပုံသင်မီတစ်ခုရှိနေပါတယ်။အဲ့ဒီပုံသင်မီကိုတီးတဲ့သူစီကနေတင်ယူလို့ရတယ်ဆိုတဲ့အကြောင်းဒီနေ့လေ့လာကြည့်ကြရအောင်။ဒီမှာကြည့်လိုက်ရင်တော်တော်လေးတုံလို့ဆရာကောင်းတဲ့အချက်တစ်ခုကိုတွေးရပါမယ်။လူတရာမှာ60ဖော်နေရောက်ကလေဘဝတစ်လျှောက်လုံးအလုံးလုံးပြီးတဲ့နောက်မှာတော့ငွေရေးကြေးအတွက်ဆက်ပြီးတော့ယုံကန်နေရတော့ပဲတဲ့။၃ရောက်တယ်။ဟုတ်ပါတယ်။၃ရောက်တယ်ပဲတကယ်ပန်တာရေလွတ်လပ်မှုကိုခန်းစားရတာပါ။ ဒီလောက်ကြီးကွာကြားနေရတာဘာကြောက်များလဲဒီချက်လေးကပဲအမြင်မှန်သမျှကိုပြောင်းပြန်လက်ဖြစ်လိုက်နိုင်ပါတယ်။အောင်မြင်မှုဆိုတာထိပေါက်သူကိုကန်ကောင်းတဲ့သူအတွက်ပဲတည်တတ်မဟုတ်ပါဘူး။ဒါကလေသင်္ချာပု္စာတပုတ်လိုပဲမှန်ကန်တဲ့အစ်စ်တွေကိုသာတည်မယ်ဆိုရင်ဘသူမဆိုအဖြစ်ကိုရှာလို့ရပါတယ်။အဲ့ဒီတော့အဖြစ်ကိုရှာဖို့အတွက်ကျွန်တော်တို့အတူတူဒီစစ်ငန်းစင်ကိုဖြစ်တန်းသွားကြပါမယ်။ပြဿနာရဲ့အရေးအမြစ်ကနေစပြီးတော့အစုံးမအောင်မြင်မှုကိုဘလို့လက်ဆင့်ကမ်းနိုင်မလဲဆိုတာထီလေးရသွားကြမှာပါ။ ကဲပထမဆုံးပိုင်းအနေနဲ့ယူများစုဟာပေါ်ရမှာအောင်မြင်မှုစီသွားတဲ့ရှင်းလင်းတဲ့လမ်းကြောင်းကိုရှာဖွေဖို့ဘာကြောင့်ထိလောက်တော့ရုန်းကန်နေရတာလဲဆိုတာကိုအငြင်းကြည့်လိုက်ကြရအောင်။ဒါကဘလို့နဲ့တူလဲဆိုတော့လမ်းညွန့်မြေပုံမရှိပဲခီးထွက်တာနဲ့အတူတူပါပဲ။ဘဲရက်ကိုသွားရမှမသိတော့ကိုယ့်ရဲ့အင်အားနဲ့အချင်းကြီးကိုနေရာနမ်းမှာဖြုံတီးမိတော့လာပေါ့။တကယ်တမ်းဘူးရှိတဲ့စွမ်းရင်တွေဟာတိုးတက်မှုဘာမှမရှိပဲနဲ့ပျောက်ဆုံးသွားရပါတယ်။ဆိုတော့အရေးကြီးဆုံးမေခွန်းကတာပါပဲ။ အောင်မြင်မှုရဲ့ပုံတင်နည်းကိုဖော်ရှာကြမလဲဒီဖြေကနေစပြီးမန်ဒယ်တီအရက်တန်ဘိုးကိုထပ်ဖြည်းဖြည်းမြင်လာပါလိမ့်မယ်လမ်းကတော့၃လမ်းရှိပါမယ်တကကိုဘာသာစ조사ကြည့်မယ်ဒါပေမဲ့ဒါကနေတယ်ပြီးတော့အကုန်အကြလည်းများနိုင်တယ်နှစ်က college သွားတက်မယ်ဒါကတော့အာမခံချက်အပြီးပေးနိုင်လို့လားမပေးနိုင်ပါဘူးနောက်ဆုံးတတိယလမ်းကတော့ဒီပုံတင်နည်းကိုတီးပြီးသားလူမန်ထတစ်ယောက်ကိုရှာဖွေတာပါပဲဒါကအတူဆုံးနဲ့အရှင်းလင်းဆုံးလမ်းကြောင်းပါပဲ။ မန်တော်တယောက်အကြောင်းစဉ်းစားလိုက်ပြီးဆိုရင်သူတို့ရဲ့ကြွမ်းကျင်မှုသူတို့ရဲ့အသိပညာတွေကိုပဲအရင်ဆုံးဖြင်းမြင်တတ်ကြတယ်။ဒါပေမဲ့တကယ်မန်တော်အစ်စ်အမန်တယောက်ရဲ့တန်ဖိုးအရှိဆုံးအပိုင်းကသူတို့ရဲ့အသိပညာမဟုတ်ပါဘူး။သူတို့ရဲ့စိတ်နေစိတ်ထားနဲ့အတွေ့အခေါ်တွေပဲဖြစ်ပါတယ်။အဲ့ဒီတော့မန်တော်အစ်စ်မန်ဆိုလားဘယ်လိုလူမျိုးလဲ။သူတို့ကကိုယ်အတွက်ပဲကြည့်တဲ့ဖြက်စီးတတ်တဲ့အတတ်ကိုကြော်လွားပြသွားပြီ။အဲ့ဒီအစတခြားသူတွေကိုတိဆောက်ပေးတဲ့အတတ်ကိုပဲအာယုံစိုက်ပြီးတော့ကုနီချင်းနဲ့စိတ်အပြည့်ရှိတဲ့သူတွေပါ။ အဲ့ဒီအချက်ကိုပိုပြီးခိုင်မာသွားစေတဲ့အခြေအတခွန်းရှိပါတယ်။တကယ်ကြည်မြတ်မှုဆိုတာကိုကိုတိုင်တယောက်ယောက်ဖြစ်အောင်ကြိုးစားရမှာမဟုတ်ဘူး။တခြားတယောက်ကိုကူညီပေးချင်မှပဲရှိနေတာပါပဲ။ဒါဆိုမန်တော်တယောက်စီကနေတင်ယူဖို့အရေးကြီးဆုံးအချက်ကဘာထင်မလဲ။နံပါတ်၁စကားနည်းနည်းပြောပါ။များများနားထောင်ပါ။ပြီးကနှိမ်ချပါ။နံပါတ်၂ကလည်းစကားနည်းနည်းပဲပြောပါ။များများနားထောင်ပါ။နှိမ်ချပါ။နံပါတ်၃ကလည်းအတူတူပါပဲ။ ဒီအချက်ကအခြေခံအကြဆုံးဖြစ်တယ်လို့အဆောင်ထောက်ဆောင်တင်ကန်းစာလည်းဖြစ်ပါတယ်။ Okay မန်တို့တယောက်ရှိချင်းအဖြစ်လက်တွေ့မှာဘလို့ကြိုးကျေးဇူးတွေရလာနိုင်မလဲ။အဲ့ဒီကအဖြစ်တော့အချက်နှစ်ချက်ပါပဲ။တစ်ခုက၈ဆက်ရမယ့်လမ်းကိုရှင်းရှင်းလင်းလင်းမြင်လာစေတာ။နောက်တစ်ခုကကိုယ့်ရဲ့တိုးတက်မှုကိုအရှင်အစားပေါင်းများစွာမြင့်တင်ပေးနိုင်တာပါ။မန်တို့တယောက်ရဲ့ဂျမ်ဘိုအကြီးဆုံးရာကပါလေဒီလား။သူတို့လှုပ်ခဲတဲ့အမားတွေပါပဲ။ဟုတ်ပါတယ်။သူတို့ကိုခက်ခဲခဲခဲဖြတ်တန်းခဲ့ရတဲ့အတွေ့အကြုံတွေ သူတို့ရဲ့နောက်ကျောင်းပြန်အမြင်တွေကကိုယ့်အတွက်တော့ရှေ့မှာဂျုံရမဲ့ NDA တွေကိုကြုံမြင်နိုင်တဲ့ရှေ့အမြင်ဖြစ်လာတာပေါ့ပြောရရင်သူတို့ရဲ့သင်ကန်းစာတွေကကိုယ့်ရဲ့ဖြစ်လန်းတွေဖြစ်လာတာပါပဲဥပမာတစ်ခုပြောပြချင်ပါတယ်လူတယောက်ကကိုပန်းနိုင်ကိုရောက်ဖို့ဂေါ်ပြားတလက်နိုင်မြကြီးကိုမနာတမ်းတူးနေတယ်ဆိုပါစို့အဲ့ဒီချိန်မှာမန်ထက်တယောက်ရောက်လာပြီးမြုံဒီမှာမြေထုဆက်ကြီးရှိတယ်လေဆိုပြီးလာပြောတာနဲ့အတူတူပါပဲ သူတို့ကကိုယ့်ရဲ့အင်အားတွေကိုပန်းနိုင်တစ်ခုတည်းစီစူးစီးပေးတယ်လမ်းကြောင်းကိုရှင်းရှင်းလင်းလင်းချပြတယ်မလိုအပ်ပဲအချင်းကုန်တက်တာစေပါတယ်အခုဇလန်းရဲ့အရေးကြီးကြီးဆုံးအလျက်ပြောင်းတစ်ခုကိုရောက်လာပါပြီအဲ့ဒါကတော့အမားလုံးမီချင်းကိုတိုးတက်မှုအတွက်မရှိမဖြစ်လိုအပ်တဲ့အစိတ်ပိုင်းတစ်ခုအဖြစ်ရှုမြင်ပုံကိုပြောင်းလဲဖြစ်ဖို့ပါပဲကျွန်တော်ကွာမှာလဲအလားတူဖြစ်ဖြစ်တစ်ခုကြုံခဲ့ဖို့ပါမယ်ကိုကိုကိုယုံကြည်မှုလေးလုံခဲ့နေတဲ့အချိန်ပေါ့ အဲ့ဒီယုံကြည်မှုလွန်ကဲခြင်းကပဲကျွန်တော်ကိုအမားကြီးတစ်ခုစီကျုံးပို့ခဲ့တယ်ဆိုတာအဲ့ဒီတော့ကလုံးဝမသိခဲ့ပါဘူးအဲ့ဒီအမားတစ်ခုတည်းရဲ့တမူကဘယ်လောက်ရှိခဲ့လဲဆိုတော့ American dollar 4သိန်းမှာ နာရီပိုင်းလေးအထက်မှာပဲအဲ့ဒီငွေတွေအားလုံးပျောက်ကွယ်သွားခဲ့တယ်ဒါဟာငွေကြီးဆုံးရှုံးမှုတက်တက်ချက်အများကြီးပိုပြီးနာကျင်ရတဲ့သင်္ကန်းစားတစ်ခုပါပဲဒါပေမဲ့အဲ့ဒီလိုကြီးမားတဲ့ဆုံးရှုံးမှုကနေတောင်ဘူးအကြီးဆုံးအသိပညာတစ်ခုကိုတော့ပြန်ရလိုက်ပါတယ် အမားလုံမိတာအရင်မကြည့်ပါဘူးအရေးကြီးတာကအဲ့ဒီအမားကနေသင်္ကန်းစာယူဖို့ပဲဘာသင်္ကန်းစာမှမယူလိုက်ရတဲ့အမားကသာတကယ့်အမားအစ်စ်ပါပဲအမားတစ်ခုနဲ့ကြုံလာတဲ့အခါမှာကျွန်တော်တို့မှာရွေးချယ်စရာလမ်းနဲ့လမ်းရှိပါလေစိတ်တပြောင်းညက်တဲ့သူတွေလိုဖုံးကွယ်မလားဒါမှမဟုတ်စိတ်တက်ခိုင်မာတဲ့သူတွေလိုပဲဝမ်းခံပြီးသင်္ကန်းစာယူမလားမန်တာတီးယားကတော့ဒုတိယလမ်းကြောင်းကိုရွေးချယ်တဲ့အောင်လက်ညှပ်ပြီးမှအတည်ကြပါပဲ။ အခုဆိုရင်တော့ကျွန်တော်တို့ဒီခရီးရဲ့အဆုံးစွန်ပန်းတိုင်ကိုရောက်လာပါပြီ။ Mentor Mentee ဆက်ဆံရရဲ့တကယ့်ယူရချက်ကကိုပိုင်အောင်ရင်မှုထက်အများကြီးပိုပြီးတော့ကြီးမားပါတယ်။ဒါဟာရိုးရှင်းပြင်မဲ့အလွန်အမတန်နဲ့နဲ့တဲ့အမှန်တရားတကူပါပဲ။တကယ့်မန်တာကောင်းတွေကနောက်ထပ်မန်တာကောင်းတွေကိုမွေးထုတ်ပေးပါတယ်။ဒီနည်းနဲ့ပဲအသိပညာနဲ့အောင်မြင်မှုရဲ့ပုံသဏ်ကြီးကိုမျိုးဆက်တစ်ခုကနေနောက်တစ်ခုစီလက်ဆင့်ကမ်းသွားကြတာပါဒီနေရာမှာရမ်းရွာတဲ့အစောတစ်ခုရှိပါတယ် လူတယောက်ကကိုယ့်အကပဲလှုပ်ဆောင်ခဲ့တာတွေဟာသူ့နဲ့တူတည်ဆုံးသွားမှာပါ။ဒါပေမဲ့တခြားသူတွေအတွက်လှုပ်ဆောင်ပေးခဲ့တာတွေကတော့သာဝရဒီမင်းနေမှာပါတဲ့။ဒီအချက်ကပဲအောင်မြင်မှုဆိုတာကိုတီမျိုးဘဝကနေမသိနိုင်တဲ့အမွေနဲ့တခုဖြစ်ပြောင်းလဲပေးလိုက်တာပါ။ဆိုတော့မန်ချက်တယောက်ရဲ့တကယ်ထာဝရတည်မြဲမှုဆိုတာသူတို့ထိတွေ့ပြောင်းလဲပေးခဲ့တဲ့လူတွေရဲ့ပုံဝရီထဲမှာပဲတည်ရှိနေတာပါသူတို့ရဲ့အမွေအနှစ်အစ်အမှန်ဟာတခြားသူတွေရဲ့တိုးတက်မှုနဲ့အောင်မြင်မှုပါပဲ ီတော့နောက်ဆုံးအနေနဲ့စဉ်းစားစရာမိခွန်းလေးတစ်ခုနဲ့အဆုံးသတ်ချင်ပါတယ်။ကိုရိုင်လိုအနေနဲ့အောင်မြင်မှုနည်းဖြူဟာကိုဘသူကပိုင်ဆိုင်ထားပါတယ်လဲ။အဲ့ဒီလိုကိုရှာဖွေဖို့အချိန်တန်ပါပြီ။